ဆေးကြပြောဆိုရှိတယ်အေးဆေးရလူကြီးပြောတာဆိုလို့ရှိရင်အတမ်းမဲပြီးဝါတုတ်တုတ်ကိုမဲတုတ်လို့ခေါ်တာမျိုးလေဒါဆဲတာတစ်ခုပဲဆေးရခြင်းပဲဖြစ်တယ်နော်ဝါတုတ်လို့ပြောရင်လည်းဒါဆေးရတာလို့ဖြစ်တယ်အသားရောင်ကြည့်ပြီးတော့ပြောတာယောဂါကြည့်ပြီးတော့ပြောတာပုံပန်းတဏ္ဍာန်ကြည့်ပြီးတော့ပြောတာအဲ့ဒါတွေကဆေးရတဲ့စကားလို့ဒီလိုသတ်မှတ်တယ်အဲ့ဒါတွေ ဆေးခြင်းဆေးမျိုးဆိုတာအမျိုးစုံဆေးတယ်ယောဂနဲ့ဆေးတယ်ကိလေသာနဲ့ဆေးတယ်နာဘူးလို့ပြောရင်ဒါကိလေသာနဲ့ဆေးတယ်လို့ခေါ်တယ်အယူလို့ပြောရင်လည်းဒါဆေးတယ်လို့ခေါ်တယ်တော့တဖက်သားမခံကျင်အောင်လုပ်တဲ့ဟာတွေမသမျှဖြူသဝါစာလို့ခေါ်တယ်နော်ဖြူသဝါစာလို့ခေါ်တယ်အဲ့ဒီဖြူသဝါစာနဲ့ပတ်သက်ပြီးတော့လေကိုယ့်ကိုစဉ်းစားလိုက်ပါငါကသူများကို ဆဲရည်တိုင်းထွားပြောရင်သူများကကြိုက်မှာမဟုတ်ဘူးငါကိုလာပြီးဆဲရည်တွက်ထိုင်လဲငါမကြိုက်ဘူး तू လည်းမကြိုက်ဘူးငါလည်းမကြိုက်ဘူး तू မကြိုက်တဲ့အရာသည်ငါမကြိုက်တဲ့ငါမကြိုက်တဲ့အရာသည် तू မကြိုက်တဲ့အရာပဲဖြစ်တယ်အဲ့တော့ तू မကြိုက်တဲ့အရာမျိုးကိုငါဘာလို့သူများသွားလောက်ออกมาလဲဆိုရဲကိုကျင်းစာတရားထားလိုက်ပါတဲ့ထားပြီးတော့ ပြုသဘာသာဆိုတာဆေးရခြင်းကကိုယ်တိုင်လည်းမဆဲဘူးသူများကလည်းအဆဲမခိုင်ဘူးဆေးရခြင်းရဲ့ချီးမွမ်းစကားကိုလည်းမပြောဘူးဆဲတာကောင်းတယ်လို့မပြောဘူးလို့ဆိုလို့ရှိရင်အချက်၃ချက်ကနေပြီးတော့သူကစင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်